အားလုံးပဲမင်္ဂလာပါပြန်လဲကြိုဆိုလိုက်ပါတယ်ငါကျွန်တော်ဒီဘက်မှာနှက်ဝေးပြင်တဲ့အကြောင်းအရာကကျွန်တော်တို့အလုံးကန်ခွန်းလန်းလည်းများမယ်ငါဘလို့ကိုယ်လေးနှစ်အထိလည်းမတက်ချင်ဘူးအရင်ဆုံးနှစ်နှစ်လောက်ကိုအရင်တက်ချင်တယ်ဒီဘက်မှာအာတရက်နှစ်ရက်ပဲကြောင်းတက်ချင်တယ်အချိန်ပိုင်းလေးလုပ်ချင်တယ်ဒီလိုကြောင်းသားတွေအတွက်တင့်တော်တဲ့ကြောင်းတစ်ခုကျွန်တော်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် ော့ဒီနေ့ဖျက်ဝေပေးမယ့်အကြောင်းကတော့ Yan University လို့ခေါ်တဲ့ကျွန်တော်တို့ရောင်းနေသောဟွာဆောင်မှာရှိနေတဲ့အကြောင်းတရားကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒီအကြောင်းကအဲကျွန်တော်ကိုရိုင်းအော်ဟက်တန်နဲ့တက်ခဲ့တဲ့အကြောင်းပေါ့နော်နေခဲ့တဲ့အကြောင်း။အဲတော့အဓိကကျွန်တော်ဒီမှာမိတ်ဆက်ပေးခြင်းနဲ့အကြောင်းညာဘာလဲဆိုလို့ရှိရင်နံပါတ်1ကကျွန်တော်တို့တပတ်မှာအာတစ်ရက်နှစ်ရက်ဒီလောက်ပဲတက်ခြင်းနဲ့အဲ့တော့နိုင်ငံเจ้าသားများလို့ရှိရင်နိုင်ငံเจ้าသားတီးတဲ့အတွက်ဟိုအတန်းကိုတက်တက်ခွဲထုတ်ပေးတယ် ဲ့တော့အနာဂတ်မှာကျွန်တော်တို့ကိုရီးယားမှာဆက်ပြီးတော့ဗီဇာရခြင်းနဲ့အလောက်ကိုက်ခွလန်းနဲ့များခြင်းနဲ့ဆိုလို့ရှိရင်ဒါအားလုံးနဲ့တည်တဲ့အတိုင်းပဲကျွန်တော်တို့ computer science တို့ IT AI uh programming ဒီအပိုင်းတွေပတ်သက်လို့ရှိရင်ကျွန်တော်တို့ကိုရီးယားမှာအလောက်ကိုက်အခွင့်အလမ်းအများဆုံးကဏ္ဍမှာရှိတယ်ပုံမှန်အဖြစ်တော့ကျွန်တော်တို့ဒီလိုမျိုးအကြောင်းတွေကအာ၄နှစ်ကြောင်းတွေပို့ပြီးတော့ကောင်းတယ်သို့မဟုတ်တော့ညာလည်းပဲကိုက၄နှစ်ဒီမတက်ချင်ဘူး အရင်ဆုံးနှစ်နှစ်တက်ခြင်းနဲ့အဓိကကြောင်းတက်ရမယ့်ရက်ကလေးလည်းနည်းခြင်းနဲ့အချိန်ပိုင်းလည်းမြန်မြန်လုပ်ခြင်းနဲ့ဒီလိုလူမျိုးတွေအတွက်ဆိုလို့ရှိရင်တော့ဒီနှစ်နှစ်ကြောင်းအပေါ်ပြီးတော့အဆင်ပြေတယ်တကယ်လို့ဒီနှစ်နှစ်ပြီးသွားလို့ရှိရင်လည်းပဲနောက်ထပ်နှစ်နှစ်ကိုအဆင်ပြေတဲ့ကြောင်းမှာပြန် join တာမျိုးပဲဖြစ်ဖြစ်လုပ်ပြီးတော့ bachelor ကိုရယူနိုင်တဲ့အခွင့်အလမ်းလည်းရှိတယ်အဲ့တော့ဘာကြောင့်ကျွန်တော်ဒီကြောင်းကိုမိတ်ဆက်ပေးတာလဲဆိုလို့ရှိရင်ဒီကြောင်းမှာအဲကျွန်တော်တို့ဟို major ဈေးလဲနည်းနည်းတတ်တာတဲ့အထက်မှာပါတယ်အဲ့တော့ပုံမှန်အဖြစ်ဒီလို computer နဲ့ပတ်သက်တဲ့ အဲမေဂျာတွေကအစည်းမြင့်တဲ့အထက်မှာရှိတယ်။ဒါပေမဲ့ဒီเจ้าမှာကသူကပုံမှန်ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့ဒီ ID ဘိုင်းနဲ့ပတ်သက်တဲ့အတန်းတွေလေပုံမှန်ဈေးနှုန်းဒီအဲကျွန်တော်သိန်း30ပေါ့နော်။အာတဟာကြီးကို33သိန်းဝင်းကျင်လောက်ပေါ့နော်33သိန်းဝင်းကျင်လောက်ရှိတယ်။ဒုမတ်တော်ညာလည်းပဲသူက scholar ဖြစ်ပြီးတာလည်းရှိတယ်။အော်တက်ကတူကိုသွားမယ်ဆိုရင်တော့ကျွန်တော်ကအကြံပေးတာတော့အနည်းဆုံး topic ကို3နဲ့အထက်ရအောင်တော့ ဖြေထားတင်ပေါ့နော်အဲ့အဲ့လိုမျိုးရှိလို့ရှိရင် topic များရင်များတော့ကျွန်တော်တို့ခွန်းနေနေရနိုင်တယ်ကျွန်တော်တို့ jahapkin ရမယ်ဆိုလို့ရှိရင်တော်တော်များများလဲရောကြသွားမယ်နောက်ပြီးလို့ရှိရင်အခုနောက်ပြောဆိုကျွန်တော်ကနှစ်နှစ်တက်မယ်နှစ်နှစ်တက်ပြီးပြီဟုတ်ပြီနှစ်နှစ်တက်ပြီးတော့ final ကျွန်တော်တို့ဒီ computer science အတန်းကိုရွေးရွေးချက်ပြီးတော့မှသူကကိုကပါ ဘေးပိုင်းတွေကိုစိတ်ဝင်စားတယ်ဘေးပိုင်းတွေကိုထူပြီးပြီးလေ့လာမယ်ဆိုတော့အခုကျွန်တော်တို့ကြောင်းထပ်ပြီးတော့ရွေးချယ်လို့ရတယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့နှစ်နှစ်တက်မယ်တက်နေတဲ့နှစ်နှစ်မှာလည်းတပတ်ကိုနှစ်ရက်ပဲတက်ရမယ်အဲ့တော့အဲ college ပြီးပြီပဲကျွန်တော်တို့အချိန်ပိုင်းကိုပြန်ပြန်လုပ်လို့ရတယ်တပတ်ကိုနှစ်ရက်လောက်ပဲကြောင်းသွားရင်အဆင်ပြေတယ်ကျွန်တော်တို့ကိုရီးယားမှာလက်ရှိအချိန်မှာအလောက်ကအခွင့်အလမ်းအများဆုံးနေပသည် ID နဲ့ပဲပဲ ဘလုံးစောတော်တော်များများလည်းသိတဲ့အတိုင်းပဲ robot တွေ AI တွေခေတ်စားလာပြီးတော့လုပ်ငန်းခွင်တွေမှာတကယ်ကိုအစားထိုးလာတဲ့အထက်မှာကိုရီးယားနိုင်ငံပါတယ်။အော်ဒီအပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာအရေးကြီးလာပြီလဲဆိုလို့ရှိရင်အော်တခြားအလောက်ကန်ခွန်တန်းတွေတော့မဟုတ်ဖိနေ။ကိုမှာဒီ technical skills ဘယ်လိုအပိုင်းမှာဖြစ်ဖြစ်ရှိထားမယ်ဆိုလို့ရှိရင် welcome တော့ပဲကိုရီးယား company ရဲ့လို့ပဲ။အဲ့တော့တာမန် academic major တွေဆိုလို့ရှိရင် company တွေဝင်ဖို့ဒီအရန်ခက်ခဲတဲ့အပိုင်းမှာရှိတယ်။ ဒါပေမဲ့ကျွန်တော်တို့ဒီကောင်အဲ့လိုမဟုတ်ဘူးအဲ့တော့အလုတ်ခံခွန်းတဲ့အတွက်လွယ်တယ်ပေါ့နော်အရေးရှိအတွက်စဉ်းစားရတယ်ဆိုလို့ရှိရင်ဒါစဉ်းစားတဲ့နဲ့မေဂျာထဲမှာပါတယ်အဲ့တော့အကြောင်းတိုင်းလာနေတယ်ခုနပြောလို့ပုံမှန်အဖြစ်ဒီ၄နှစ်ကြောင်းတွေဆိုလို့ရှိရင်ဒီမေဂျာဒီလက်ရှိမှာ58သိန်းဝန်းကျင်လောက်ရှိတယ်အဲ့တော့ EHK ကိုကျွန်တော်တို့က58သိန်းဝန်းကျင်လောက်ပေးရတဲ့မေဂျာတွေပေါ့နော်ဒါပေမဲ့ဒီမှာတော့ကျွန်တော်တို့သိန်း30လောက်ပဲသွင်းမယ်ပြီးလို့ရှိရင် scholarship ဖြစ်လဲရနိုင်တယ်အချိန်ပိုင်းလဲလို့အချိန်များမယ်တကယ်လည်းလေ့လာမယ်တကယ်လို့ အာဘက်ချလာတီသွားခြင်းနဲ့မာစတာတီသွားခြင်းနဲ့ transfer လုပ်ခြင်းရင်လည်းရတယ်ပေါ့နော်အဲ့ဒီလိုမျိုးရှိတယ်နေတာထိုင်တာလည်းကျွန်တော်တို့ဒီဘက်မှာနှစ်ရက်ပဲတရားတာဖြစ်တဲ့အတွက်ကိုလက်ရှိအလုပ်ကိုဆက်လုပ်ချင်တာပဲဖြစ်ဖြစ်ပို့ပြီးတော့အော်အချိန်များတဲ့အလုပ်ကိုလုပ်ချင်တာပဲဖြစ်ဖြစ်လည်းကိုအဆင်ပြေနေရမှာသွားနေပြီးတော့မှနှစ်ရက်ကျောင်းကိုလာတက်တယ် အဆင်ပြေတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်သွားရေးလိုက်မှလည်းဒီကျောင်းခက်ခဲတဲ့ခင်မှာတော့မပါဘူးကျွန်တော်ဒါအနေအကြောင်း review နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာ video တီးတာပြန်လုပ်ပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ကျောင်းမှာသွားတက်မယ်နှစ်ရက်တစ်ပတ်မှနှစ်ရက်သွားတက်မယ်ပြီးလို့ရှင်ကိုအချိန်ပိုင်းလုံးလုံးမယ်ကျောင်းပြီးသွားပြီဆိုလို့ရှင်လည်းတဆိုင်ရ visa ကိုပြောင်းမယ်မဟုတ်ဘူးကျွန်တော်ကဆက်သက်ချင်တယ်ဆိုလို့ရှင်လည်း bachelor program ကို sub join လို့ရတယ်အဲ့လားပြီးရင်အလုပ်ကိုင်းခွင့်လမ်းတကယ်ဒီ ID နဲ့ပဲ computer science နဲ့ပဲဒီလောက်ကိုင်းခွင့်လမ်းတကယ်များတယ်ဒါဟာကြီးကိုကျွန်တော်တို့တင်း 40ကျော်50လောက်လည်းအကုန်မခံဘူးအချိန်လည်းအများကြီးပေးမတက်ဖင်နဲ့ဒီလိုမျိုးရနိုင်မြအခွင့်အလမ်းတစ်ခုပေါ့နော်ဒါကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ဟိုပတ်စံနဲ့ရှာချင်တဲ့ကြောင်းနဲ့တက်ချင်တဲ့ဆိုတဲ့အခြေအနေအတွက်လုံးဝပြတ်တော်တဲ့မေဂျာနဲ့ကြောင်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုမိတ်ဆက်ပေးတာဖြစ်ပါတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဒီ6လပိုင်း intake အတွက်ပဲဖြစ်ဖြစ်3လပိုင်း intake အတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့က English truck နဲ့လျှောက်လို့ရတယ်လို့ Korea truck နဲ့လည်းလျှောက်လို့ရတယ် တော့နှစ်ပိုင်းရှိတယ်ဘာလို့ကိုရီးယားမှာရှိနေတဲ့လူကပုံမှန်အဖြစ်ကိုရီးယား truck နဲ့ရှောက်ကြတာများတယ်ကိုရီးယား truck နဲ့ရှောက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် topic ကိုအဓိကရှိထားမယ်ဆိုရင်တော့အဆင်ပြေတယ် English truck ဆိုရင်တော့ကျွန်တော်တို့ IS ကို5.5ရထားမယ်ဆိုလို့ရှိရင်ဝင်ခွင့်ရတယ်မြန်မာပြည်ဘက်ကနေပြီးတော့ဒီသူ fry နေတဲ့သူတွေအတွက်လည်း English truck ကြီးတယ် အဲ့တော့ကျွန်တော်ကအဆင်ပြေတယ်အလုံးအချိန်အများကြီးရတယ်။ဘာလို့ဆိုတော့ဒီဘက်မှာနှစ်ပတ်အဒီဘက်မှာနှစ်ရက်လောက်ပဲကျောင်းတက်ရတာအဆင်ပြေတဲ့အထင်မှာပါတယ်လေ။ကျွန်တော်တို့အချိန်ပိုင်းကိုမြန်မြန်လုပ်လို့ရတယ်။ English fuck နဲ့တက်မယ်ဆိုလို့ရှိရင်လည်းပဲအဆင်ပြေတယ်။အဲ့တော့တကယ်တမ်းကျတော့ computer science ဒီနေ့ပဲ IT နဲ့ပဲကတော့ English လို့တက်လဲရတယ်ပိတ်တော့ပြဿနာမရှိဘူး။တကယ်တကယ်အလုံးလုပ်လို့ရှိရင် English ကပို့ပြီးတော့အဆင်ပြေတဲ့အထင်မှာပါတယ်။အဲ့တော့မြန်မာပြန်လျှောက်ချင်းခုန topic မရှိရင် English from လျှောက်လို့ရတယ်။ အဲဘောကိုရီးယားထရက်နဲ့တက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမိကြတယ်ကကိုရီးယားထရက်လည်းထားပေးထားတယ်အတော့တော်တော်လေးအဆင်ပြေဈေးနှုန်းလည်းအဆင်ပြေတဲ့ထင်ပါပါတယ်ဒီမိကြနဲ့ဒီချောင်းတိုင်းတာနဲ့တော့ကျွန်တော်အနေနဲ့ recommend ပေးခြင်းတဲ့ချောင်းလေးမှမပါတယ်ဒီချောင်းနဲ့ပတ်သက်ပြီးတော့သေးစိတ်ဒီမိကြနဲ့ပတ်သက်ပြီးတော့သေးစိတ်လေးလာဆုံးကမေးမြန်းနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ agency page ကိုဆက်သွယ်ပေးပါ6လပိုင်း intake record ကျွန်တော်3လပိုင်း intake record ဖြန်းပြီးထားပါတယ်ရမေတော့ ကိုရီးယားဘက်မှာဒီ4ကနေဒီအတူပြောင်းမဲ့အကြောင်းကိုကြောင်းသားတဲ့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်က agency ကနေပြီး agency fees free နဲ့လုပ်ပေးမှာဖြစ်ပါတယ်။ဟောကျွန်တော်တို့စာရစာတမ်းပြင်လာရင်လည်းကျွန်တော်တို့အစားဆုံးကူညီပေးမှာဖြစ်ပါတယ်။ဒီအကြောင်းကလူအတိုင်းအတာအားဖြင့်ပြည့်တယ်ပေါ့နော်။ပြည့်တဲ့အခါဆိုတော့သူတို့ကအကြောင်းရဲ့အနေထားရပါဘာဖြစ်လို့လဲလူရမ်းပြည့်သွားလို့ရှိရင်လက်မခံအနောက်အဲ့ဒီ hierarchy တက်ဆိုလို့ရှိရင်ကျွန်တော်ပိတ်ကြည့်လိုက်တာမျိုးရှိတယ်။အဲ့တော့ကိုကတကယ်လို့စိတ်ဝင်စားတယ်တက်ချင်တယ်ဆိုလို့ရှိရင်နော်စောစောဆင်းပေးထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ပေးကြတယ်ပေါ့နော်။ အားလုံးကျေးဇူးတင်ပါတယ်။ Agency မှာစုံစမ်းပေးပါ